စာပေချင်းမြတ်နုသူများအားလုံးကို ကျမတို့အာစီတုတဆုံရတဆုံ channel မှာကြိုဆိုပါရရှင်။ကျမကနှင်းစီဖြစ်ပါတယ်။ကျမဒီကနေ့ဖတ်ပြပေးမယ့်စာမားလေးကတော့ညမျိုးတွင်ရေးသားထားသော ရှေးဟောင်းနှောင်းပြင်းများအပိုင်းနှစ်ပဲဖြစ်ပါရရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေ။စောင်းပါအမှတ်2ထို့ကြောင့်ညီသည့်စာမျိုးကိုရေးရတော့ကောင်းမလီဟု ရှာဖွေသောအခါအိမ်ချင်းများကိုတတိယလာသောကြောင့်အစမ်းရည်ကြီးကမောင်ကျော်အဖတ်စီရာ သူကလည်းအိမ်ချင်းဘာသာပြန်ကိုကြိုက်နှစ်တက်ချင်းကြောင့်စာဖတ်ပရိသတ်အားစာမီခိုင်းရန်မြမတက်ကရစ်1300ပြည့်နှစ်ဝါဆိုလတွင်မန္တလေးမြို့84လမ်းကွန်းကြံရက်ပြည်ညွန့်ရေရနာစာပုံနှိပ်တိုက်မှရိုက်နှိပ်ထုတ်ဝေသောညမျိုးလွင်၏စာရူစာစဝိထုများတွင် စာအုပ်တွင်ထည့်သွင်းဖော်ပြလိုက်ရာစာဖတ်ပရိသတ်က နှစ်သက်လက်ခံသည်နှင့်အမျှအိုင်ချင်းဘာသာပြန်စာအုပ်တအုပ်တက်တန့်ထုတ်ရန်ပင်အကြံဉာဏ်ပေးစာများရရှိခဲ့ဘူးရာ အနှစ်30ကာလဆိုသည်မှာယနေ့စာပေလောကနှင့်အလန်းကွာလာသည်ကတကြောင်းဖတ်ဖူးပါသည်ဆိုသူများပင်မေ့နေလောက်ပြီးဖြစ်၍တကြောင်းထိုခေတ်ထိုအခါဤအတွေးအခေါ်အယူအဆရေးဟန်သားဟန်များကိုယနေ့ခေတ်လူငယ်များလေ့လာသောသဘောနှင့်ဖတ်ရှုခွင့်ရကြစီရန်ရည်တမ်းလျက် ရှေးရီ3000အိုင်နှင့်မြမျိုးလွင်၏အတွေးအခေါ်ရေးဟန်တာဟန်ကို ပြန်လည်၍အောက်ပါအတိုင်းပေါ်ပြလိုက်ရပြီကြောင်းရှေးရီ3000အိုင်ချစ်တဲ့သူငယ်လေးတငယ်

ဝဲရတဲ့အုတ်ရှိသည်ညင်းညင်းမှမြုပ်ပြဖုံးအုံလို့မိဖုံးလိုက်ရင်ဒီဖို့ရမတိဖဲအပင်ထဲမှာ ta đê xê mi kê đi quê ta đê xin đi chú xa khai nhà mà 长。 ติปิเองกลีกาตวินไซทาลิมูเอควินอุษาเนระเตกันเสยยินตวินเยมตุเยกมุก 一秋度，你飘飘飘，随随的的。အဝပြောင်းအထောက်ကဲမမတန်မျက်နာတည်းလို့အညစ်ခံ ဝချမ်းမဲလို့မဲတတ်တယ်တနခါကြောက်ပြပေါ်တွင်တောက်ရေးနှင်းရောသွေးလာနေနဒါအပေါ်ကျရတဲ့ မိုးချုံကမှနေဝဲစပိုးရဲအမေကင်ဆုံးမင်းနဲ့တို့ရဲရတဲ့ပန်းနီနီမပန်းလေးနဲ့အမေမနဲ့ပန်းပွင့်နဲ့ တင့်ငယ်မှရဲ့ချင်းပြောလိုအားနှင့်ခေါင်းဖြာတင်အရင်လူနဲ့လွဲတတ်တဲ့ ပါဘူးဘွားဆိုစကားကိုနာမြမဝင်ထီမထင်ပဲကျိုးပင်ညီမြပတောက်ပင်တောင်းညောင်းမင်းကြီးရင်ကောင်းဆိုင်ကပြန် thấy ga mà la ye nhẹ nhẹ ni mất la ne ban lui lui go shwe lo myu lo ka sa lo yue ဝါစုဦးကပန်ဖူးရေအမေမင်းဖြစ်ရလေချင်းရင်မာရေဘို့တော်တလေးနှင်းမိုးတွင်ဝါဝင်ဟောဆောင်ဦးတို့ မကူးခင်ကအရင်လူနဲ့ကြွရတဲ့ရှင်အပြိုးစင်ငယ်ကကျွမ်းပါလေလွမ်းလွမ်းတုန်တင်လေး စ်ပါ3000အင်ကရာဇာတိတကုံတို့ချီယာစီတယ်နှင့်စေးတယ်ကို ယူချောင်းကြားသည်၍ရာဇာတိကတော်ကရေးပူသောအင်ချင်းဖြစ်ကြောင်းနှင့် ရှေးသူဟောင်းများရေးသားသောမှတ်တမ်းစာအုပ်များတွင်တွေ့ရသည်ဟုဆို၏မြမာတက္ကရီ945ခုနှစ်ထက်မစောဘဲ၎င်းတက္ကရီ1138ခုထက်ပို၍နောက်ကျဟန်မရှိသော ထိုတက္ကရီအတွင်ကအကြောင်းအရာများဖြစ်ခြင်းကြောင့် မှန်မမှန်မှမမှဟုတ်မဟုတ်စသောသောရကမျိုးကိုဝင်ရမှကျွန်ုပ်တို့နောက်လူငယ်များဤအလုံးမဟုတ်တန်ရာဟုသဘောရ၏တို့ရာတွင်ထိုခိကထိုအကြောင်းအရာနှင့်ထိုစားပေးများကိုယခုခေတ်မျက်လုံးနှင့်ပြန်ကြည့်၍ယခုခေတ်စားပေးအရေးအသားမျိုးနှင့်ယခုခေတ်အယူအဆအတိုင်းယူဆရေးသားရသောတမျိုးတမီဖတ်เสียကောင်းနေလိမ့်မည်လားဟုတွေးမိသောကြောင့်ကိုယ်သဘောအတိုင်းရေးကြည့်ခြင်းမျှသာဖြစ်ရာ ဖတ်သူတို့သဘောတူခြင်းမတူခြင်းနှင့်ကြိုက်ခြင်းမကြိုက်ခြင်းမှာရေးသူအပေါ်တွင်တာဝန်မပြင်ကတာ၍ပိုကောင်းလိမ့်မည်ဟုသဘောရပေသည်။ရှေးကအကြောင်းများကို ယခုခေတ်သဘောနှင့်ရေးလိုသောစိတ်မှစာရေးသူတွင် အချိန်အတော်ကြာကပင်စွဲလန်းဝင်စားခဲ့သည်မှာယခုဤစာဖြင့်ဈေးဥဖောက်ခြင်း၌အထက်ဖော်ပြပါ3000အိုင်နှင့်ပတ်သက်၍ရေးသားလိုခြင်းတို့သည်ကား မြန်မာတက်ကရိ945ခုနှစ်လောက်ကဖြစ်သောကြောင့်ဟိုခေဟိုအခါကအလျောက်ပင်အကြီးကြီးကတမိကလေးတယောက်ကိုရွှေဥတလိုဥရင်မှန်ကြည့်သည်နှင့်မချာအရေးတကြီးကြီးဖြင့်ကြည့်၍နေသူဖြစ်လေ၏မယ်မှုတွင်မူဗျာပါဆန်ကလေးနှင့် အနုတက်အင်းကြီးကလေးနှင့်ခါသေးရင်ချီပရုံမနီစစ်၍နေသောကြောင့်တော်လေးဝါခေကိုမမိလိုက်၍သာမယ်မှုဘဝနှင့်မထင်ရှားသောတာမန်မယ်မှုဖြစ်နေရစေကမူ အကြီးကြီးဤစိတ်တွင်ကကတော်ဆယ်ပါတပားဝင်မဲ့မင်းမှုပဲဟုတမိအတွက်အားတဲ့မာနရောက်နေလေ၏ထို့ကြောင့်ကတော်ခံမဲ့သူမှာကတော်အင်္ကာလက္ခဏာရှိမှသာကတော်ပိသနိုင်သည့်အတွက်ကတော်တို့တတ်ထိုက်တိထိုက်နားလေထိုက်သောအတိအလေးမှဉာဏ်များကိုပြပြဝဝကြီးရှိနှင့်ဇီးရန်ရည်ရွယ်၍မပြတ်တစီတင် जा ပေးလိရှိရ၌မူရင်တော့ အိမ်ရှိနှောပင်ကြီးကနှောသီးများကြွေတာမြင်သလားခုနကနင်ကြွေတာမင်းကြီးနှောသီးကြွေရင် လေဝင်တိုက်တတ်တယ်ဤမောင်းစင်ကစကောတို့စကားတို့ကိုသိသမိန်များအဝိများလှန့်ထားတာရှိရင်လည်းရုပ်တောက်ရီအိုးတို့မိဘဆောင်ကသမိန်အိုးဟင်းအိုးတို့ကိုလည်းဖုံမဝင်မြူမဝရအောင်အုပ်ကြားရလားလှုပ်ထားလိုက်သမီးရဲ့ဟု ဆိုလိုက်တာနှင့်မဲမှုသည်မိခင်မှားသည့်အတိုင်းတသွေးမတင်းလောက်ဆောင်နေစဉ် တိမ်ခိုးများဝေယာကလေးဝေတိုက်လာတော့ကြောင့်ဟုတ်တာမေရေမိမာတဲ့အတိုင်းလေးဝေဝိုင်းလာမှကောပြောရင်ဆိုရင်ပြင်းလိုက်တယ်လေဖုံမှုန့်လေးထောင်းထားလို့ဟုပြောပြီးလင်အကြီးကြီးရှိရာအိမ်ထဲသို့ပြေးဝင်လာရကပြင်းထန်သောလေးဝေသားလင်ဗရက်ချာရမ်း၍ဒိုင်မင်ထိုးရင် ကောင်းကင်ဘက်သို့ထိုးတဲ့ပျောက်ွယ်သွားလေ၏မူးရေတော်နင့်အတိဘာသည်လဲဟဲ့အုတ်ရှိသည်မေနောက်ဖေးပင်ကလားဟုတ် ီနှစ်တော်တော်သိရဲ့လားပြုတ်လို့ကောင်းပါလေအေးသိကြစမ်းပါဟဲ့သိကြပါစီဟဲ့ဒီအုတ်ရှိသီးကိုလေရာဘူးမအုပ်မိမဖုတ်လေးနဲ့နော်ညံညံမှဲ့စီခြင်းအဝိနဲ့သာအုပ်ထုတ်ထားကြလားဟုတ်ကဲ့မိကြာဘူးအုပ်မိဖုတ်တော့ဘာဖြစ်တတ်လို့လဲအပင်ပေါ်မှာရှိတဲ့သီးပေါ်သီးဘက်တွေဟာတက်တက်ဆင်အောင်ကွဲတာကွဲအက်တာအက်နဲ့အကုန်လုံးပြည့်ရတတ်တယ်ဣမှတ်ထားအော်ဟုတ်လားစမ်းပြလိုက်တာနော်ဘယ်နဲ့ဓာတ်ပါလိအကုန်ကွဲအကုန်နဲ့လို့ အေးသမီးရဲ့အဲ့ဒါမှတ်ထားနော်မသိမချင်းမှတ်ထားဟုတ်ဟုဆိုပြန်လေသဖြင့်အကြီးကြီးက သမီးကလေးလိမ္မာပုံကိုအားရကပြုံး၍ကြည်နေသည်ကိုတွေ့ရလေ၏တနည်းသောမဲမှုသည်ရွာပြင်သို့ထွက်၍ဟင်းရွက်ခူးရမှအပြန်တွင်ခြေရာပြင်ငယ်တစ်ခုကိုတွေ့သဖြင့်ခြေရာပွင့်သည့်အခါအလွဲတကူပန်ရစေခြင်းဟာယူလာသည်ကိုအကြီးကြီးမြင်နေသောမှု၏တော့ဟင်းရွက်အပြင်ညှိလက်ကဟာဘာပင်မလဲ ချစ်ရမေဘယ်နေရာဆိုင်ဖို့အိမ်နေကားပေါ်မေမလုံနဲ့ဣတနေ့ကရင်ဘေးလင်းဆရာကစနေအစည်းမလုပ်ဘူးလို့ဟောသွားညီမကြလားစိုက်တော့စနေချင်းအိမ်လေကချေရဆိုင်မိုက်တဲ့မဲမွဲတဲ့ပြောင်းစင်းရဲတောင်တာရှင်ဥစ္စာတွေနဲ့တက်တယ်ဣအော်ဟုတ်လားဒီလိုမှန်းသိမသိမိအမိုက်မစိုက်ပါမလားမေလွန့်ပစ်ပေါ့အေးမှတ်ထားနော်ဟုဆိုပြန်သဖြင့်ဟုတ်ဟုပြောကာ ခြေရာပြင်ကိုသွားထားလျက်အင်မော်တို့တက်သွားသောကြောင့်အကြီးကြီးလဲသမီးကိုမျက်စိတစုံကြည့်ရာကပြန်နီးရခဲ့ပြန်လေ၏ခဏကြာသောမင်းမှုသည်သမင်းရင်ရှားနှင့်အင်ပေါ်မှတပံပြန်ဆင်းလာရလေကမှု၏တော်ဘာလုပ်မဲရချုံးမလို့မေဘယ်ကရင်တောက်ကြနေကမိုးရီရွာတစ်ဆက်ကျောင်းကဖြောင်းဖြောင်းလာဥရီမှာပြည့်တဲ့ရင်နဲ့ဟဲတေမိုက်မချိုးလိုက်နဲ့ဘာဖြစ်လို့ ညှင်းဆွဲတတ်လို့။အော်ဟုတ်လား။အေးမိုးလဲမိုးတစ်ဆက်လဲတစ်ဆက်ကကြချိုးလဲချိုးတော့ချိုးသူနှင်းဖြူပြိုးပြောက်ဆွဲတတ်တယ်။တမိချိုးအလှပြက်မှဖြင့်ခဲ့နေပါမယ်။တွင်းကရေသာချိုးနေကြချိုးပါလေ။မသိလို့ပါမိ။မသိရင်ကုန်းစင်းအောင်နားထောင်စုံအောင်ပြောထားမယ်။ပြောတော်မူနာယူဖို့အစ်င့်မမေ့ရေချိုးပြီးရင်မျက်နာတုတ်တုတ်တဲ့ပဝါလဲမညစ်ပြရပဝါညစ်ရင်မတုတ်ဖဲထားရင်ဝက်ချံမှဲ့လို့မဲတတ်တယ် ရေချိုးပြီးလို့တနခါလင်းရင်ကြောက်ပြင်ပေါ်မှာတောက်ရည်အင်းနဲ့တနခါမသွေးနဲ့သွေးတော့တနခါအနှစ်မရပဲနသာကျဲတတ်တယ်။သုံးရည်တစ်ခုခုနဲ့သွေးမှအနှစ်ဆိုပြီးအသားနူတယ်။မှတ်ထားရအောင်။အနို့ပြီးစဖိုတဲ့အမဲသားငါกินထားတာရှိကမိုးချုံနေဝင်မတိုင်ခင်နှင်းနှင်းဥအောင်သိမ်းမိုးချုံနေဝင်အချိန်တွင်လဲกินလေกินထမလုံရ။ဘာဖြစ်လို့သုံးမင်းနှက်တို့ရဲတတ်လို့ ။"အိုးဟုတ်လား။ကြောက်စရာကြီးဒီလိုဖြင့်မှုမလုပ်။ရေချိုးတနခါလိမ့်ပြီးလို့ပန်းပန်ရင်လဲနီရဲရဲကိုအမြဲရှောင်း။ဆိုပါအိုး။"နှစ်ပန်းလို့ခေါ်တဲ့အတင်ရဲရင်ချစ်သူနဲ့လွဲတတ်တယ်။ခေါင်ရမ်းတို့နှင်းစီအနီတို့လားမိ။မှုရင်တော့ပန်းနီနီမှသာနှစ်ပန်းလို့ခေါ်တာမဟုတ်ဘူးနော်။မိဘမသိအောင်ချစ်သူရည်စားထားတာကိုလည်းနှစ်ပန်းပန်နေလို့ခေါ်တယ်ကြားလား ဒါကြောင့်လိန်မာတဲ့တမီးမှန်သမျှနှစ်ပန်းဆိုဘယ်ပန်းမှမပန်းကြဘူးပြောချင်တဲ့စိတ်နဲ့အတင်ငယ်ပြီးခေါင်းဖြားတင်းရင် အပူရင်ဆိုင်တွေ့တက်လို့အမင်းမှားတဲ့နှစ်ပန်းဝင်မှန်သမျှဝိယာကရှာသတိထားရှောင်တက်မှမင်းမမြတ်တမီးလိန်မာပြီးနိုင်တယ်မှုရည်မြင်းမြင်းမှတ်ထားတော့ကြားလာဟုဆိုသဖြင့်ဤတစ်ချိန်တွင်မူကားမှုမှဟုတ်ဟုလိုက်ရိုးလိုက်စင်လိုက်ခါပြန်၍ထူးလိုက်တော်လဲစိတ်လေးသွားသောအရေးနမိတ်လက္ခဏာတို့မှာ ကောင်းဤမျက်နာပေါ်တွင် ကြီးလင်းနေသောကောင်းကင်ပြင်ဝဲတိမ်ထက်ကြီး ဝဲလာသလိုမြို့ကနေဖြစ်သွားသည်ကို တွေ့လိုက်ရလေ၏အကြောင်းကိုဆိုသောရွာအနောက်ဖျားကတကြီးမင်းနှင့်ဆွေမျိုးနီးဆက်တော်ပြီးလျှင်တကြီးတူတကြီးတူဟု လူတကာခေါ်ဝေါ်နေကြသူ မောင်ဝနနှင့်စက္ကူယူပေနတန်ဝါတကြသည်မှတားသမီးတွေအမြောက်အမြားပောက်ခွားပြင်းနှင်သောကြောင့်ဖြစ်လေ၏ကြီးစားသည်နှစ်ပန်းကြီးစားထားခြင်းကို နှစ်ပန်းပန်သည်ဟု ဆိုခြင်းကိုလည်း ိမိလုံးလုံးမသိကိုယ်သဘောနှင့်ကိုချစ်ချင်း၌အတင်ရဲစွာ ပြောလိုအားနှင့်ခေါင်ဖျားတင်သည်ဟုအဆူဆွဲခံရမည်ကိုလည်းမယိမ့်မီတလောကပျော်ပျော်ရှိသည်နှင့် မောင်းထောင်ရင်ကျွန်းတုံးကြောင်ရှောက်ဟု ကြည်စေလိုက်မိရာတွင် မောင်ဝင်နာကလည်းစပေးဖြူပန်လိုဟုပြန်ပြောသွားရာကအစပြု၍တယောက်ကိုတယောက်ပြုံးသောမျက်နှာနှင့်ကြည့်မိနေပြီးလျှင်စိတ်ထဲတွင် အလိုလိုတတိယနေခြင်းအတွေ့ဖြစ်လေ၏ထို့ကြောင့် တွေးရင်တွေးရင် ရှက်ရောင်ရောင်ဖြစ်လာကဟုတ်ကဲ့မိမှတ်ထားရတာပေါ်ဟုဆို၍ရေတွင်ရှိရာစီသို့ဥတီထွက်လာသည့်အတွေ့တမိအကြောင်းကိုမသိရှာသောအကြီးကြီးတွင်က ပြုံး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 နှင့်ကြည်ရင်ကြည်နက်ကြံရင်နေခဲ့လေ၏မေမှု၏စိတ်တွင်အကြီးကြီးမှားသမျှကိုအမြင်မှတ်မိ၏တီလဲတီ၍လိုက်လဲလိုက်နာလေ၏သို့တော်လဲနှစ်ပန်းပန်ချင်းသည်ဟူသောမဝင်နာကိုကစိတ်တွင်စွန့်ပယ်၍မရသောကြောင့်တခါတရံရင်လေးသလိုလို ရှိတော်လဲတခါတရံတင်တွင်ပြောသည်ရောင်ရောင်ဖြစ်နေသည့်အတွက်အဆုံးဖြတ်ရန်ခဲ့ရင်နှင့်နေရတူကုံမှန်းမသိကုံလာခဲ့လေ၏တို့ဖြင့်တရားသည်မှတရားသည်တို့ကူးပြောင်းရာက နေုံမိုးသည်မြက်သားမှွေးဟူသောယာသည်တို့ရောက်လာခဲ့လေ၏ကောင်းကင်အာကာတခိုတွင်ရွာမလူလူနှင့်တိမ်ညူတွေတန်း၍နေသည်မှလွမ်းစရာကြီးဖြစ်ပြီတကဲ့သို့မှတ်ထင်ရလေ၏ မင်းမှုတို့အပြိုးတော်တသိကကောက်ဆိုင်စင်းရန်ပြင်ဆင်စပြိုးကြလေ၏မောင်ဝင်နတွင်မှုမိမိအရေးအခွင့်ကြုံပြီးဖြစ်၍တလွေကလေးတပြင်းပြင်းဖြင့်မကြီးရတဲ့ခုနှစ်စင်းဆိုသောတီးကိုအကွက်ဆိုင်အောင်လေးသွေးစာပြုလေ၏တို့နှင့်တဏီကုံတရက်ပြောင်းကဝါဆိုလာသို့ရောက်၍လာလေသည်နေကလေးအနောက်ဖက်သို့စောင်းလေလင်းမဲမှုသည်အဖော်များကိုနောက်ချံနေရစ်ကလေကတိန်ယူများကိုဖြတ်လျက် ရွာဘက်သို့မျက်နှာမူပြီးလင်တဖြည်းဖြည်းလျှောက်၍လာလေ၏။မကြီးရတဲ့ခုနှစ်စင်ခုနှစ်စင်ဟိုးပင်ဒီပင်လျှောက်ပါလို့ဟိုးပင်ဒီပင်လျှောက်ပါလို့ဟူသောတလွေတန်ကလေးဒီကမိမိမှုပြန်လင်ကြားနေကြအတိုင်းထိန်ကန်ကွင်းအတွင်းမှตาရသောညက်နေဆောင် လေးပြေကိုစီးကဤကနေဤကနေပေါ်ထွက်လာပြီးလင်နားဝတွင်ရတာတမျိုးကိုအတုံးတော်ခံသောကြောင့်ရွှေလေတိုင်းဖော်ယူကျူးမတက်ဆန်ရင်လန့်ကြည့်သည်ကို တွေ့မြင်ရလေ၏ ဟိုပလွေတမ်းမှာမဝင်နာဖြစ်သည်ကိုသိလေ၏။ကောက်ဆိုင်စင်းကလေးကထိန်ကံမှစောင့်နေရှိသည့်အတွေ့အဖော်များနှင့်တမင်ခွဲကနောက်ကျ၍ပြန်ချင်းဖြစ်လေရာနောက်ကျခြင်းမှာမဝင်နာနှင့်တွေ့ရန်မှတပါအချားအကြောင်းမရှိသည်ကိုအဖော်များမယိမ့်မိကြသည့်အတွေ့လွတ်လပ်ခွင့်ရသည်လို့ဖြစ်၍နေနေ၏။တဖြည်းဖြည်းလျှောက်လာခဲ့သဖြင့်ရွာမြောက်ပြည့်ရှိဂျိုးပင်ကြီးကိုလှမ်းမြင်ရသောအခါပရောက်ပင်ကိုလွန်လာပြီးဖြစ်သည့်အပြင် မြောင်မင်းရင်တွင်ထိုင်နေသောမဝင်နာကိုပင်ကိုလုံးပေါ်မြင်ရပြီးဖြစ်၍ဝန်တာအားရတိုင်းခြေလှမ်းကလေးကျဲလျက်တွက်လက်လာသည်ကိုတွေ့ရလေ၏။ကောင်းပါတော့ပလွေတန်ကလေးကတဲချူတာတောင်ရင်မချိုးခဲ့သေးဘူး။ရဲတော့လားရဲချင်းရဲမရဲချင်းနေလုံမသဘောပေါ့မရဲလိုပါဘူးတဲ့တော့ဟုဆို၍မဲမှုသည်ဝနအနီးတွင်ဝင်၍ထိုင်လိုက်လေ၏။ ပစိုးတပတ်ခန့်ကြီးမားသောညောင်မင်းကြီးသည်၎င်းတို့နှစ်ဦးအားလူမမြင်နိုင်ရန်လွင်မြင်ကိုပိတ်ဆို့ကာကွယ်ပေးထားလေ၏။လေးတဖြူဖြူတိုက်ခတ်သည့်အထက်တွင်ရွာဦးဖျားမှဆဲလဲတန်ကလေးတို့သည်လည်းတာယာစွာလွင့်ပါလာကြလေ၏။အဝေးသို့လှမ်းမျောကြည့်သောမျက်စားနေကြသော နွားတကောင်တလေမြင်ရလေ၏။တရံတစ်ခါတွင်တယောက်တလေခလန်းလန်းမှဖြတ်တန်းသွားသော လူတို့ကိုကြည့်ရခြင်းသည်လည်းပျော်စရာလိုဖြစ်၍နေလေ၏။ ိုအတွင်တိမ်တောက်နေသည်မှာလူပြည်တွင်ရှိသော လောကနိဗ္ဗာန်သို့ရောက်ရသည်နှင့်မချာမှတ်ထင်ပျော်ပိုက်ကနှစ်ခုတစ်စိတ်အဖြစ်ကြင့်နေအောင် ပွေဖက်ထားကြရင်ငြိမ်သက်တိတ်ဆိတ်နေကြသည်ကိုတွေ့ရလေ၏ခဏကြာသော နေမင်းသည်အနောက်ဘက်တောင်ကောင်းကင်ထဲသို့ဇောက်ထိုးဆင်းသွားလေ၏လောကကြီးမှာအယောင်တွင်မှင်ကမှောင်ထဲတွင် နှစ်မှန်းမသိတဖြည်းဖြည်းနှင့်ဝင်သွားလေ၏မေမှုနှင့်ဝဏ္ဏတို့က သတိမိနေကြသလားမသိထိုင်ရမှမထသည်ပင်ငီးမောတွင်ဝေနေကြလေ၏လုံမတောပန်းပန်းသောတစ္ဆာပန်းလားတစ္ဆာပန်းလဲခေါ်ခြင်းခေါ်နေမလန်းနဲ့ပန်းလဲခေါ်နတ်ပန်းတို့လဲခေါ်နိုင်ရဲ့မတော်တာတယောကောင်းပါဘူးအသက်ပေးတယ်ဆိုအသက်သာပေးနိုင်တယ်ပန်းတော်ဖြင့်မပန်းခြင်းပန်းမာခင်ရှင်လူမြူးလူကစားလို့ ဝါဆိုဥမှုပန်ဆုွယ်ပန်မင်းပန်မင်းဟုဆိုကမောင်ဝနသည်မှောင်စပြိုးသောအချိန်ကို အားကိုးကအတင့်ရဲလေ၏မေမှုကမူယုံလေ၏သို့တော်လဲအမတန်သဖြင့်မန်လျှော့ရလေလားမသိမေမှု၏စူးစားချက်သည်အချီးနှီးဖြစ်ကမောနဤလက်တွဲမှ မထွက်နိုင်အောင်ဖြစ်လေ၏ခဏကြာသောချစ်သူချင်းနပန်းလုံးသောအတန်တစ်ခုသည်မှောင်ထဲမှထွက်ပေါ်လာသည်ကိုကြားရလေ၏ မျိုးသူရံပက်ချင်းလုံထွေးသည်မဟုတ်ပဲချစ်ကြည်သူချင်းအားပြိုင်သောကိစ္စဖြစ်၍ထွက်ပေါ်လာသောအတန်တို့မှကြောက်လန့်ဖွယ်အသေးထိတ်ဖွယ်မဟုတ်ပဲတိတ်တဆိတ်ရှိုက်တန်နှင့်ကြိတ်၍တောင်းမှန်တန်တို့သာဖြစ်လေ၏။လာရောင်ကလေးအရှိပဲမှထွက်ပြူလာသောအခါမဲမှုတွင်ဗျာပါဆန်ကလေးများဖွာလျက်မျက်ရည်ဝိုင်းသောမျက်လုံးနှင့်မောင်ဝင်နာကတတို့တို့တောင်းမှန်စကားပြောရင်းနှင့်ရွာဘက်သို့မျက်နှာမူကတဖြည်းဖြည်းလျှောက်သွားနေကြသည်ကိုတွေ့မြင်ရလေ၏။ သို့တော်လဲထိုအဖြစ်မှာတည်င်ကပဟန်မျှတာကြာလျက်နောက်ရဲ့နောက်ရဲ့များတွင်က နေမလန်းတဲ့ပန်းလွင်လွင်ကိုပျော်လိုမြူးလိုကစားလို၍ဝါဇုံဦးကပန်းဖူးဒီမှာတွေးလိုက်တိုင်းပျော်စရာပါတကားဟုသဘောထားသည်နှင့်မချားမဲမှုဤမျက်နာကလေးသည်ဖိုးရွှေလသားသလိုပြုံးချူကြည်လင်းနေသည်ကို အမြဲတမ်းလောက်တွေ့မြင်နေရခြင်းအတွေ့ဖြစ်လေ၏အကြီးကြီးကသမီးလိန်မာကိုစကားကုန်မှားပြီးဖြစ်၍ထိုအကြောင်းတို့လုံးလုံးမရိပ်မီ မဲမှုတွင်သောနေမလန်းတဲ့ပန်းလွင်လွင်ကိုနှစ်ပန်းပွင့်မှု အတင့်မရဲသင်ဟုတားမြစ်သည်မှာကိုကြီးမစားတဲ့အမေဟုတွေးကစိတ်ထဲကကြိတ်၍ဒေါပွားနေလေ၏သို့တော်လဲတရင်ကျူပြီး၍ရစ်အနည်းငယ်ကြာသောအခါအရှိရွာကတကြီးသမီးနှင့်မောင်ဝင်နှတို့ထိမ်းမြားမင်္ဂလာအကြောင်းကိုဖိတ်ကြားသော ရွာစော၏အစ်ဆက်ဆက်အော်တန်းသည်လူတိုင်းကိုပြုံးရည်စီကအုပ်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 တရွာလုံးစူညံလာတော်လဲမဲမှု၏နားတွင်က မိုးကြိုးသွားအနှက်ခံရသည်နှင့်မချာစူးဝင်ဖောက်ထွင်းသွားပြီးလင်အိယာတွင်သာပြစ်လဲနေရဲ့တိတ်တဆိတ်ကြိတ်၍ငိုရရှာလေ၏မိမိနှင့်ဖြစ်ပုံမှာမိသူမှမသိသဖြင့်မိသူမျှမဖော်နိုင်ခြင်းသည်တသက်လုံးငိုပွဲဆင်ရအောင်ဖန်တီးသလိုဖြစ်၍နေလေ၏အမိုက်မအမိုက်မနေမိုက်လို့ကြုံရတဲ့ဟူသော ကျုံးဝါးတံမှလည်းလူကြားအောင်အတန်မဖော်ဝင်ရှာပဲအံခဲရည်သာခီးတိုက်နေရလေတော့၏ ရင်ထဲမှာအလှိုက်အလှိုက်ထသောဆွေးလုံးတို့သည်လည်းလူတိအောင်မငိုနဲ့ဟု အပြင်းအထန်အမိထုံနေသည်နှင့်မချားကြုံရရှာလေတော့၏။မောင်ဝင်နှတွင်ကအစာရထားသူဖြစ်၍ပြုံးနိုင်သည်ကို တွေ့ရလေသည်။တစတစရက်ကုန်လာလေ၏။မင်းမှုတွင်ကဘသူမှမသိနိုင်သောမိမိအပူအတွေ့လူမမြင်သောနေရာသို့ရောက်တိုင်းမျက်ရည်နှင့်မျက်ခွက်တို့ဖြင့်ရက်တို့ကိုဖြုံးမှန်းမသိဖြုံးပြနေစဉ်မှာပင် စောင်းဦးကလေးပေါက်လာတော့တနေ့တွင်တော့အိမ်ကြီးချင်းမိမ့်မပြိုကလေးဆိုတော့တုံးတောင်အိုင်တန်ကိုကြားရသည်မှာမိရဘိုးဘွားဆိုစကားကိုနာမြမဝင်ထင်မထင်ပဲရုပ်ရင်းကြီးမြောက် တော့ပင်တောင်းညောင်မင်းကြီးကောက်ဆိုင်ကပြန်ထိန်ကန်တွေးမှလာရင်မြင့်မြင့်နေမလား စားလို့၍ဝါစုကပန်ဖူးရေအမေမေဖြစ်ရလေချင်းရှင်မရေဘော ောင်ဦးတို့မကူခင်ကအရင်လူနှင်း괴ရတဲ့ရှင်အပြိုးစင်ငယ်ကကျွမ်းပါတဲ့လွမ်းတုံတင်လေး စိတ်ပါလက်ပါချွတ်ချွဲနွဲ့နွဲ့ဆူနေရလေကဆိုတော့မိမဖြူမှာအเจ้าကိုဘာမှမသိရရှာတော့လဲမယ်မှုတွင်မူကအဆွေးကို စွတကယ်သူဖြစ်တော့ကြောင့်မိဘစကားကိုနားမထောင်ခြင်းဤကြီးစွာသောအပြစ်ဒဏ်ကိုမျက်ရည်နှင့်မျက်ခွဲ့ဖြင့်သာခံရရှာတော့မလို့ဖြစ်နေသည်မှာတနာเสียကောင်းပါပြီတော့တကားကြံလေဖော်ပြသောညမျိုးလွင်ဤရှေးရီ၃00အိမ်မှာဤတွင် အဆုံးတက်ပြီဤရှုမဝရုပ်စုံမဂဇင်း ဇူလိုင်1969ဖြစ်ပါတယ်ရှင်။ကျမဖတ်ပြပြီးခဲ့တော့ရှေးဟောင်းနှောင်းပြင်းများတဲ့ကအိုင်ချင်းကပြာကိုကျမဟိုကျွမ်းကျင်လို့တော့မဟုတ်ပါဘူးရှင်။ဒီစာထဲမှာပါတဲ့အတိုင်းလေးပဲကျမသိတဲ့လောက်ကလေးနဲ့စူပြတာဖြစ်လို့အမှားအယွင်းများလည်းရှိနိုင်ပါတယ်။အမှားပါရင်လည်းတီးခံခွင့်လွတ်အားပေးကြပါလို့ကျမနဲ့အတူအဆုံးထိလိုက်ပါအားပေးခဲ့ကြတော့စာပေချစ်မြတ်နိုးသူများအားလုံးဘေးကင်းလုံခြုံကျန်းမာကြပါစေရှင်။ ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်ကျမကနှင်းစီပါရှင်အပိုင်းသုံးမှာပြန်လည်ဆုံတွေ့ပါမယ်